ဒီ view လေးမှာတော့အမဖုန်းစုကိုတွန်းထားတဲ့ view လေးဖြစ်ပါတယ်အမတို့အစဆုံးလိုက်ကြည့်ပြပါဦးเนาะ ဒါကတော့ brown ဆိုရဲ့အဝင်ဝါပေါ့နော်အမတို့က အဲ့မှာတက်ကတ်ကျူကြီးဖြစ်ထားတယ်တယောက်ကို90ကျော်ကျော်လောက်တော့ပေးရတယ်နောက်ပြီးတော့ကာပါကင်ကတယောက်20ထပ်ပေးရတယ်ဗောနော်အမောရရောက်သွားတဲ့ချိန်က17နိုင်17နိုင်ဝင်းကျင်တော့ဖြစ်သွားတယ်ဗောနော်ဆိုတော့အလုတ်တစ်ဖက်တည်းသွားကြတာဆိုတော့အကုန်လုံးကအဲ့လောက်လောက်ဝင်းကျင်မှာရောက်တာဗောလေ तू က၄နိုင်ပိတ်တာဆိုတော့အဲ့ဒီအမားတို့အမြန်အမြန်ပဲသွားလိုက်ရတယ်ဗောနော်ပြီးတော့လမ်းမှာလည်း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 လမ်းကလည်းမှားသွားသေးတယ်ဒါကတော့အဝင်ကရောက်ပြီဗောနော် Halloween နဲ့နီးနေပြီဆိုတော့ Halloween decoration လေးလုပ်ထားလဲချစ်ဖို့ကောင်းတယ် အဝင်ဝရောက်တာနဲ့အမတို့ကမက်စကြည့်ရတာဗောနောမက်ကြည့်ပြီးဘယ်ကနေဘလို့သွားမယ်ဘယ်ကနေဘလို့သွားမယ်ဆိုပြီးတော့ကြည့်ရတာအမတော့ဘလော့ရိုက်နေရဆိုတော့အမက်တွေမကြည့်နိုင်ဘူးဗောနောဆိုတော့အငယ်မတို့လေးမရရဲ့အဥတို့ရဲ့နှစ်ယောက်ကမက်တွေထိုင်ကြည့်ရဒါကတော့ Flamingo လေးဗောနောအရန်လှပါတယ်ဗောနောအပြင်မှာလည်းအရန်လှတယ်သူကဒီဘက်ကကြည့်နေနည်းနည်းလေးဝေးတယ်ဒါပေမဲ့ ဟိုဘက်ကနေနောက်တစ်ခါကလေးတွေ zoo ရှိရပေါ့နော် children zoo ဆိုတဲ့နေရာလေးရှိရအဲ့ဒီမှာကျတော့ flamingo လေးတွေကပိုပြီးအယောင်လေးတွေအတွေးလေးတွေလေးဆိုပြီးအရန်လှတာပဲဟိုပန်းစီအောင်တွတ်တောက်ကလေးနေလေအနီးကပထမဆုံးမြင်ဘူးတာဆိုတော့လေကိုလည်းအရန်သဘောကျပြီးအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်ဆိုတော့လေဟိုအခုလိုမျိုးဒီတလေးဆိုင်ရုံတွေသွားတာလေသဘောကျတယ်ပြီးတော့ပန်းပဝင်းကျင်အရန်တာရတယ်တကယ်တော့တော်ကြီးတွေမှာလောက်တာဆိုတော့လေကျော်တလေးဆိုင်လေးလည်းပြောရွှေနေရမယ်လို့ထင်နေပေါ့နော် ဆိုတော့အခုလိုထင်းထင်းထားရတဲ့လည်းဝမ်းသာရယ်ပေါ့နော်အဲနေကတော့အမားတို့ကလေအခုလိုမျိုးဒါကတော့လေ Australian Chicken လို့ခေါ်ရယ်ပေါ့နော်သူကအဖြူမဲဥသူတော်တော့လေ Australian တော်တော့အဲ့လိုအဖြူမဲ Chicken တွေမြင်ခဲ့တယ်လို့သူလည်းပြောရယ်ပေါ့နော်ဆိုတော့သူကတော်တော်လေးသူလည်းလှတယ်အပြစ်မှာတော်တော်လေးလှရယ်ပေါ့နော်အမားတို့ငှက်ပေါင်းစုံလေးတွေတွေ့ခဲ့တာပုံများတယ်အဝင်ဝါးကငှက်တွေရှိတာများတယ်ပေါ့နော်ငှက်တွေကလို့စုံနေရတယ်ငှက်တွေမှာတကယ်ကိုယ်မမြင်ဘူးတဲ့ငှက်တွေလည်းရှိတယ်ပေါ့နော်တော်တော်လေးကိုလှပါတယ် ဆိုတော့အမတို့လည်းတခြားလေးငှက်ကလေးတွေအစုံကိုလိုက်တခြားကြည့်ဖြစ်တယ်ပေါ့နော်ချစ်ဖို့ကောင်းတယ်ပေါ့နော်အမန်းတူလိုက်ကြည့်ပေးဦးနော်ဒီငှက်ကလေးဆိုလဲလေအပြင်းမအရန်လှရဲ အတန်လေးရလေလေးအလိုချစ်စရာလေးပေါ့နော်အတန်လေးကချွတ်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 နဲ့အလိုအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်အပြင်မှာလည်းအရန်လှတယ်အဖြူနဲ့အမဲတော်တော်လှတယ်ပေါ့နော်ဆိုတော့ငှက်တွေကတော့အမောင်တော်တော်စုံစုံလေးလေးနဲ့အတွေ့ခဲ့ရပြီးတော်တော်လှလှပပကိုမြင်ခဲ့တယ်တခါမှမမြင်ဘူးတဲ့ငှက်မျိုးစိတ်တွေတွေ့ခဲ့ရတာပေါ့နော်ဒါကအပြင်မှာထားလို့ရတဲ့ငှက်တွေတချို့ငှက်တွေဆိုရင်အပြင်မှာထားလို့မရဘူးလုံးဝဒီဟိုအမေဆုံးတော်ကြီးထဲမှာနေတဲ့ငှက်တွေရှိရဲ့အဲ့ဒါလေးဆိုလည်းတကယ်သူတို့ကတကယ်တော်ကြီးထဲမှာပုံစံမျိုးထားပေးထားတာပေါ့နော်တကယ်ဟိုလုံးဝ နေမမြင်ရတဲ့ပုံစံမျိုးအဲပုံစံမျိုးထားပေးထားတာပေါ့နော်တကယ်ကိုထိမ့်သိမ်းထားရဲဆိုတာမြင်ရတဲ့အတွက်အရန်တကယ်ကိုပေးရတာလည်းတန်တန်လို့ခံစားရဲပေါ့နော်ဒီထက်သူပို့တောင်းရင်တော့ပို့ပေးရရင်တော့တန်တန်လို့ပဲခံစားရဲပေါ့ဒီနိုင်ငံသတိဆန်ရုံနေရပေါ့နော်ဆိုတော့တော်တော်လေးသဘောကျမိရဲပေါ့နော်ဆိုတော့အရန်လှရင်ငှက်ကလေးတွေကိုအမှန်တူတူလိုက်ကြည့်ပေးပါဦးနော် ီငှက်ကလေးကတော်တော်လေးကိုလူနဲ့ရင်ပြီးချက်ဖို့ကောင်းတယ်ပေါ့နော်။သူကအဲ့အဲ့နာမှာလာနေပြီးတော့လူတွေကဖြတ်ကြည့်ပြီးရှောက်ကြည့်နေတဲ့ဟာကလေးတွေကြည့်အောင်သူလိုက်ကြည့်နေပြီးတော့လေအဲ့လိုကွ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 နဲ့လေဟိုရင်နေပေါ့နော်။အဲ့လိုလူတွေကသူ့နားလေးရောလို့လှမ်းပြီးလှမ်းဆတာရောဘာလို့ဆိုလဲသူသဘောတွေကြားနေရပါပေါ့နော်။ဆိုတော့တော်တော်လေးကုနာငှက်ကလေးကလူရင်နဲ့ငှက်ကလေးတွေမှာပါရဲပေါ့နော်။သူလည်းလေ ဒီနေရာတော့ဟိုမြောင်းဝင်ကြီးရှိရဲ့နေရာမလို့လူဝင်ကြီးရှိရဲ့နေရာလို့ခေါ်မယ်เนาะဆိုတော့လူဝင်ကြီးရှိရဲ့နေရာကိုရောက်နေတာပေါ့เนาะဆိုတော့တကယ်ကိုအမှလည်းပုံဖန်ဆိုရင်လေသူကလေအကြီးကြီးတတော်အကြီးလို့ပုံစံမျိုးလုပ်ထားပြီးထားထားတာဆိုတော့တခါတလေကြာရင်တော်ရုံနဲ့မတွေ့ရဘူးအကြာကြီးလူတွေကကြည့်ဖို့အတွက်အကြာကြီးသူတို့ဒီဘက်ကိုလာဖို့အတွက်ထိုင်ဆရတယ်ပေါ့နော်အဲ့အနည်းကအမှလို lucky ကောင်းတယ်လို့ပြောရမယ် အဲတွေ့ခဲ့တယ်တကယ်ကိုအကောင်အကြီးဆုံးနဲ့တွေ့ခဲ့တာပေါ့နော်ဆိုတော့တကယ်ကိုဟိုဟိုပထမဆုံးမြင်ဘူးတာပေါ့နော်ဆိုတော့အမကအမလောက်ချင်တဲ့ list ထဲမှာ african ကိုသွားပြီး africa ကိုသွားပြီးတော့သူတို့ကိုကြည့်ချင်တဲ့ဟာလည်းပါတယ်ဆိုတော့ဒါဒီမှာတော့ကြည့်ရပြီပေါ့နော်ဆိုတော့အမလောက်ချင်တဲ့ list ထဲမှာနောက်ထပ်တစ်ခုထည့်ထည့်ထားတဲ့ဟာအစရရရှိထားပြီးသားဟာတော့သူတို့ကိုသွားပြီးအနီးကပ်ကြည့်ချင်တဲ့သဘောအတိုင်းလေ့လာချင်တယ်ပေါ့နော်ဆိုတော့ ဆိုတော့အခုတော့ကိုကပထမဆုံးတလိပ်ဆယ်အောင်မှမြင်ဘူးတာပေါ့နော်ဒါဆိုလည်းတကယ်အထီးပေါ့နော်အကောင်ကြီးပဲသူအနီးကပ်လာတယ်လာပြီးခဏထိုင်နေပြီးတော့သူရှက်ပြီးတော့လူတွေနဲ့လူတွေကသူ့ကိုခေါ်နေရသူရှက်ပြီးတော့ထွက်သွားတယ်အမတို့မြင်ရတာပေါ့တောင်းနေဆိုမြင်ရခဲ့တချို့တခါလေးကျရင်တတော်ကြီးပုံစံမျိုးသူကလှုပ်ထားတာဆိုတော့လေတခါကျရင်သူတို့ထွက်လာမှပဲတွေ့ရတယ်ပေါ့နော်ပြီးတော့အခုလိုမျိုးအိမ်ပုံစံမျိုးကြီးနဲ့တကယ်ကိုခဏခဏနန်းထဲထဲဝါးကြီးလှုပ်ထားခလေးလေးလေးလာခွင့်ရတယ်ကိုရီကိုရိုင်းလည်းပထမဆုံးတွေ့ခဲ့ရတာဆိုတော့လေ အရန်အမခန်းပေါ့နော်ဟိုကြည့်ရတာသဘောအရန်ကြကြမိရေပေါ့နော်ဆိုတော့ဟိုတရားကြတော့အဲ့ခြံကြီးရဲ့မှာပဲရှိရလို့ပြောမှာပေါ့နော်ခုနမြောက်ဝင်းကြီးနဲ့တူတူရှိရအမကြီးဖြစ်လိမ့်မယ်ထင်တယ်အမကြီးရောအထီးရောတို့အဲ့လိုမျိုးထားဟာဒါပေမဲ့သစ်ပင်ကြီးရလေဟိုးရှစ်ခက်ကအဲ့လိုသစ်ပင်နှစ်ပေါင်းရာကြီးနေတဲ့သစ်ပင်ကြီးနဲ့အဲ့လိုထားဟာပေါ့နော်မသိရင်လုံးဝတော်ကြီးမှာတို့နေရတယ်လို့ပဲပေါ့လीနော်ဆိုတော့သဘောကျမိပါတယ် ဒီဟာလေးကခုနမြောင်းဝင်ရနေပြီးတော့အမတို့ထွက်လာခဲ့ပြီဒီသစ်ပင်ကြီးကိုချက်လို့ရိုက်ထားတာသစ်ပင်ကြီးကဟိုတော်တော်ကြာနေဟာပြီးပြိုလဲသွားတာတော့သူတို့ကဒီလိုမျိုးမှန်မောင်းချောင်နေလှုပ်ထားတာကွာအဲ့တော့ရန်သဘောချက်လို့အမရိုက်ထားတာပေါ့နော်ပြီးတော့ခုနလိုမြောင်းမျိုးစိတ်အစုံလဲတွေ့ခဲ့ရတယ်အဲ့နေကခလေးတွေကပြီးတော့ဒီအခုလိုသစ်ပင်ကြီးပေါ့နော်ဒီသစ်ပင်ကြီးဆိုလဲသစ်ပင်ကြီးပြိုသွားတဲ့ဟာကိုသူတို့ဒီတိုင်းအခေါင်းပေါက်လှုပ်ထားတယ်ပေါ့နော်ဆိုတော့တော်တော်လေးကြည့်လို့ကောင်းတယ်ပြီးတော့အဲ့နေကခလေးတွေက အာဘယ်လိုပြောမလဲလေးလာရေးဘူးသက်လာခဲ့ရဆိုခလေးခလေးတော်ကများများပေါ့အကြောင်းကခလေးတွေအများကြီးရှိရပေါ့နော်အကြောင်းကားတွေအပြည့်တော့အမတို့ကဟဲ့အကြောင်းကားနေရာပါကင်လားဆိုမှားတော့မှားသွားသေးရပေါ့နော်အခုဒီနေရာရောက်နေတဲ့နေရာကကျတော့အာဖရိကန်နေရာပေါ့နော်အာဖရိကန်မှာရှိတဲ့မျိုးစိတ်တွေကိုအာပြတ်ဟားတဲ့နေရာပေါ့နော်ဆိုတော့ဒီဟာဆိုလည်းဒီကောင်လေးဆိုလည်းနာမည်ကြီးပဲလीနော်ဆိုတော့ African Zebra လို့ခေါ်မလားတော့အမှမသိဘူးဆိုတော့သဘောကျကြလေးတွေ့ခဲ့ရတယ်ပြီးတော့ဒီဟာကကြတော့ဟိုဟာ line ခင်းတဲ့ကမြောက်နဲ့အတူတယ်နော်အဲမြောက်ပုံစံဖြစ်လိမ့်မယ်ထင်တယ်သူပုံစံကလေ तू ကဟိုဘက်ကိုစောင်းနှားတော့အမသိချမမြင်အောင်ဟိုးမှာအစာစားနေတဲ့အကောင်လေးကကြတော့ ဟိုတောဝက်လိုပုံစံမျိုးပေါ့နော်သူ့ကိုလည်းတက်တက်ဒီဘက်မှာတွေ့ရသေးရယ်ပေါ့နော်ပြီးတော့ဒါနောက်ထပ်တနည်းအရောက်တော့ပါပြီအမောတော်တော်သူကတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ထားပုံထားနေခြင်းမတူဘူးဒီဟာလေးဆိုရင်အဲအဲ့လိုအမျိုးစိတ်မျိုးစိတ်နောက်ထပ်တမျိုးလေးပေါ့နော်အဲ့လိုအများကြီးပဲဒါပေမဲ့အနေကအနေကအမောကအချိန်မရှိတော့လေးနိုင်လဲပိတ်မှာဆိုတော့အ мян အ мян အ мян ပြေးပြီးကြည်ရတယ်ပေါ့နော်တကယ်လို့ကိုကအချိန်ရှိတယ်ဆိုရင်တော့မနေ့စစောသွားပေးပေးအေးအေးဆိတ်ဆိတ်လေးကြည်ပေါ့နော်ဆိုပိုးပြီးကြည်လို့ကောင်းပြီပိုးကြီးလေးလာလို့ကောင်းလေခုနကဒါအမှပြောတဲ့တောဝက်ကြီးပေါ့နော်ခုနကဟို ိုမြောင်းနဲ့တူတူရှိနေတဲ့တော်ဝက်သူတို့တူတူတွဲထားတာတွဲထားကြတာဗောနော်အဲတော်ဝက်ကတကောင်ကဟိုမှာအစားစားနေတယ်တကောင်ကဒီမှာအိတ်နေတာဗောနော်ဆိုတော့တဘာဝအတိုင်းအဲခလေးတွေကသူတို့တီလေးသူတို့သူတို့တီလေးလို့ခေါ်မလားတလေးဆန်တဘာဝတတော်ရဲ့တလေးဆန်သူဟာသူရှိနေတာသဘောကြဘူးကောင်းတယ်လေနော်ဆိုတော့ဒီဟာလေးတွေကကြတော့ဒီဖန်မြောင်းကြောင့်လည်းမှာပဲထက်ထားတာဒီလည်းငှက်မျိုးစိတ်အစုံပဲပေါ့နော်အဲ့ဒီမှာငှက်တွေမှာအများကြီးပဲတေချာလိုက်ကြည့်ရတယ်နော်အမှန်တူတူလိုက်ကြည့်ကြည့်အောင်ဘယ်လောက်မှငှက်တွေများလဲဆိုတာလေ ဆိုတော့အမတို့လည်းတခြားလေးတို့ထိုင်ကြည့်ချင်တာဒါပေမဲ့အချိန်မရတော့မကြည့်ကြအောင်ဒီမြောက်ကလေးတွေဆိုလည်းအပြင်မှာအရန်ချုပ်ကောင်းတယ်အမတခါမှမမြင်ဘူးပေါ့နော်ဒီမြောက်ကလေးတွေရလေတော်တော်လေးချစ်စရာကောင်းပါတယ်ပြီးတော့တခုကောင်းတာအခုလိုမျိုးပေါ့နော်ဒီမြောက်တွေမြောက်ဝင်မျိုးစေ့တွေကိုဘယ်တော့မှတွေ့ထားတယ်ဘယ်ခုတ္တကမာရီလောက်ထားခဲ့တယ်ဆိုတဲ့ဟာတွေတမိုင်းသူတို့အဲ့တော့ကဒီလေ့လာခဲ့တဲ့ဟာတွေမှာဘယ်သူတွေဘယ်သူတွေပါခဲ့တယ်ဆိုတော့ data data တွေအချက်လက်တွေကအစ အကောင်လုံးသူတို့ keep လုပ်ထားတယ်အခုလိုမျိုးပြပေးရတဲ့အတွက်နောက်လာနောက်သားတွေလိလာခွင့်ရတယ်ဒီမှာဒီလူတွေပေါ့ဒီလူတွေကဘယ်ခုနှစ်မှာဘယ်သူတွေဘယ်လိုလမ်းကြောင်းတွေနဲ့သွားခဲ့ပြီးဘယ်လိုတွေလိလာခဲ့တယ်ပေါ့နော်ဆိုတဲ့ဟာမျိုးတွေပြထားတဲ့အတွက်အလေးလာခွင့်ရခဲ့တယ်ပေါ့နော်အမကအဲ့လိုမျိုးသမိုင်းတစ်ခုကို ငါနဲ့မဆိုင်ဘူးဆိုပြီးတော့ဖြစ်ထားတဲ့ဆိုင်တမိုင်းတစ်ခုကအမြဲတမ်းနောင်လာနောင်သားလေးလာခွင့်ရအောင်ထိမ့်သိမ့်ထားတာကိုတိတ်တမိုးရှိရဲလို့ခံစားရတယ်။သဘောလဲအရင်ကြမိရဲ့ဗောနော်ဆိုတော့ဒါဆိုရင်သူဒီနမန်နဲ့ဒီလူကဘသူဗောနော်အဲ့လူကဘသူကဘာလုပ်ခဲ့တဲ့လူဗောဆိုရင်ဟာမျိုးလေးရေးပြထားတာဗောနော်ဆိုတော့အဲ့အလေးရောအမအရင်သဘောကြမိပါရဲ့ဗောနော်ပြီးတော့ဒီအခုအခုလိုမျိုး TV နဲ့လည်းသိချရှင်းပြနေတော့လာတဲ့ကလေးတွေအတွက်ဘုသူသားဖြစ်တဲ့လူခံယူမိပါရဲ့ဗောနော်ဆိုတော့အမတူတူလိုက်ကြည့်ပြပါအောင်နော်